နောက်ပြန်အောက်တိုဘာလ9ရက်နေ့ကြာတာပြင်းဒီအတွက်နောက်ဆုံးရမူလဝတ္ထခံမှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အနောက်တောင်ဘက်တုတ်လီဟာမြန်မာနိုင်ငံတောက်ပိုင်းကနေဆုတ်ခွာနေပြီဖြစ်ပေမဲ့အနောက်ဘက်ကနေရွေ့လာလာတဲ့မိုးတိတ်တွေကြောင့်ဒေသအများစုမှာမိုးနောက်ကာလမိုးတွေဆက်လက်ရွာသွန်းနိုင်သေးတာကိုသတိပြုဖို့လိုပါမယ်။မနေ့ပြန်အတွက်မိုးရသွန်းမှုခန့်မှန်ချက်တွေကိုပြောပြရရင်ရခိုင်မှနေရာကွက်မိုးကြီးနိုင်ပြီးကရင်ရှမ်းရှိပိုင်းနဲ့မြောက်ပိုင်းအေရီတိုင်းနဲ့ရင်ကုန်တိုက်တို့မှာနေရာစစ်စစ်မိုးရနိုင်ပါတယ်။ ချင်းရှမ်းတောက်ပိုင်းစကိုင်းတိုင်းထပ်ပိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာနေရာကျကျနဲ့ကရင်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကွက်ကြောင်မူရနိုင်ပါတယ်ရှင်ဒေတာလိုက်အထူးခန့်မှန်ချက်တွေအနေနဲ့ပြောရရင် AR တိုင်းတစ်ခုလုံးမှာမိုးနှင်းငယ်ကနေအတင်းတင်းရွာနိုင်ပြီးဘူကလေးကျုံမငေးငပုတော်ပသိမ်တာပေါင်းကြောင်ကုန်းနဲ့ပန်းတတော်မျိုးတွေမှာနေရာကွက်ပြီးမှုများနိုင်ပါတယ်။ထီးလင်းကြောက်ထုဟာခါဖလန်ကလိန်အောင်ဖရာတုံးစုဟိုပုံးနဲ့ပင်တရာမျိုးတွေမှာတော့မိုးတင်းတင်းရွာနိုင်ပါတယ်။ မြန်မာပြည်နယ်ပြင်တွင်းမှာတော့စိုးရိမ်ဝေရရာသီဥတုအခြေအနေတွေမရှိသေးပါဘူးရှင်။အနောက်တောင်ဘက်တုံးလီဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေအနောက်ဘက်ကနေရွေ့လျားလာတဲ့မိုးတိမ်တွေကြောင့်လာမယ့်အောက်တိုဘာလ17ရက်နေ့အထိမြန်မာနိုင်ငံတနိုင်ငံလုံးမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာနိုင်တာမလို့စိုက်ပျိုတောက်သူတွေအနေနဲ့သတိပြုရမယ့်အခြေအနေဖြစ်ပါတယ်။မြန်မာနိုင်ငံကနေမုတ်တုံဆုပ်ခွာပြီးချိန်နေဖြစ်တဲ့အော်တိုဘာလ18ရက်နေ့ဝန်ကျင်မှာမင်္ဂလာပြည်နယ်အော်တွင်လေးဖြာနယ်ရဲဝန်တစ်ခုဖြစ်ပေါ်လာနိုင်ခြင်းရှိနေပါတယ်။ ဲ့ဒီနေဖီယာနယ်ရဲဝန်ကြောင့်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေမှာအော်တိုဘာလ20ရက်နေ့ထိမိုးတင်တင်ဆက်လက်ရွာနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါလို့မြစ်တရရခန့်အပ်ပါတယ်ရှင်။